นะคะคำพิจารณาของศาลนะคะแล้วก็ต่อจากนี้ท้าวันจีโจไปดองดันชนะวะกูจังหวัดชุพามุสัญญาสวยเจดุเน่เพื่อสิบวันสัญญาเจกันอุบลเดียร์ยงกาจะนลายเดียร์เนี่ยมาวันจีโจชารุกันนี่ใช้สัญญาไล่ไปเลยพี่ก็เลยชวนสังอาเยนี่กา ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ပေထုံတန်တို့ဖုန်းပြောဆိုခဲ့တဲ့အတန်းဖိုင်ပေါကြားခဲ့ပြီးဒီဖုန်းပြောဆိုမှုအတွင်ပေထုံတန်ဟာထိုင်းစစ်တပ်ကဗိုလ်ချုပ်တို့ကိုဝေဖန်ခဲ့တယ်လို့ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုဆိုင်ရာဖြစ်စဉ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဖုန်းပြောဆိုမှုကိုဟွန်ဆန်ဘက်ကအတန်းဖန်ထားပြီးကမ္ဘောဒီးယားကနိုင်ငံရေးသမား80ကိုဖြန့်ဝေခဲ့ရကနေပေါကြားခဲ့ပြီးပေထုံတန်ကိုဝန်ကြီးချုပ်ရှာရုကနေနှုတ်ထွက်ပေးဖို့အထိဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့တာပါ။ဒါအပြင်ထိုင်းအထက်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်ကိုယာရုကနေနှုတ်ထွက်ဖို့အတနာခံစာပေးဖို့တောင်းဆိုခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဒီကနေ့မှလက်ခံလိုက်တာဖြစ်ပါတယ်။တရားရုံးကအမှုကိုခုံရုံးတင်စစ်ဆေးနေစဉ်အတွင်းမှာပေထုံတန်အနေနဲ့တာဝန်ထမ်းဆောင်ခြင်းမပြုဖို့အမိန့်ချခဲ့ပြီးယာရုကနေယာယီဆိုင်ခံလိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ပေထုံတန်အနေနဲ့အစိုးရအိမ်တော်ကနေပါထွက်ခွာသွားပြီလို့ထိုင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်။လက်ရှိမှာတော့ယာယီဝန်ကြီးချုပ်အနေနဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးဖြစ်တဲ့စူရိယာကိုခန့်အပ်ခဲ့ပြီးဇူလိုင်3ရက်နေ့မှာစံသစ္စာကျင်းစုပွဲအခမ်းအနားကျင်းပမယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဒီကောပွဲမှာလက်ရှိကျင်းထုတ်နေတဲ့မဲအများသောရသူအနိုင်ယူစနစ် FPTP အပြင်အချို့ကကိုယ်တိုင်ပြုစနစ်ပြီးအစစ်တွေကိုလည်းပေါက်ဆက်ကျင်းထုတ်သွားမယ်လို့ကျွန်တော်ပြောကြားခဲ့ပြီးတဲ့ဖြစ်ပါတယ် မြန်မာစစ်ကောင်စီက2025ဒီဇင်ဘာလရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန်မှာရွေးကောက်ပွဲအခြေခံလုပ်ငန်းတွေကိုရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတွေနဲ့ဒေါ်လာအင်အားစုအမာခံဒေသတွေထဲကစစ်ကောင်စီထိန်းချုပ်ထားစေစကိုင်းမကွေးနဲ့လွိုင်းကော်မြို့တွေမှာတည်တည်တသာတွေ့လာရပါတယ်စစ်တပ်လက်ဝေကံပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဟာမြို့နယ်55ခုရှိတဲ့ရှမ်းပြည်နယ်မှာ ထောက်ခံမှုရနေပါတယ် စစ်ကောင်စီရဲ့ယူကောက်ပွဲကော်မရှင်ကမဲဆန္ဒနဲ့အသေးစိတ်မထုတ်ပြန်သေးပေမဲ့စစ်တပ်အမကန်ဒေတာရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာရွေးကောက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ဇွန်လ17ရက်နေ့ကစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကမြမအီလက်ထရောနစ်မဲဘေးစနစ် EVN အသုံးပြုနည်းတင်နန်းကိုရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမှာလုပ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကအရာရှိ80လောက်အဲ့ဒီတင်နန်းကိုတက်ခဲ့ကြပါတယ်။အဲ့ဒီကော်မရှင်ကတောင်ကြီးကွန်ပျူတာတက်ကတော်မှာ ဆရာဆရာမအကြောင်းသူအကြောင်းသားတွေနဲ့ရွေးကောက်ပွဲဇက်တိုက်လေးချင်းမှုကိုလည်းလုပ်ခဲ့တာဖြစ်ပါတယ်အဲ့လိုဖြစ်ရတွေဟာတောင်ကြီးကအရှိပိုင်းတိုင်းစစ်ဌာနချုပ်ရပခမှာလဲဇွန်လ23ရက်နေ့နဲ့ကျိုင်းတုံက သရိကန်ဒေတာတိုင်းစစ်ဌာနချုပ်တာတာခမှာဇွန်လ18ရက်နေ့ကလုတ်ခဲ့ပြီးစစ်သားတွေနဲ့သူတို့မိသားစုတွေရွေးကောက်ပွဲအတွက်ဇက်တိုက်လေးကျင်းခဲ့ကြပါတယ်ဆန္ဒမဲပေးမှုနဲ့ပတ်သက်ပြီးဒေတာနဲ့နိုင်ငံတော်ရဲ့အကျိုးကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရန်လိုကြောင်း မေလာတို့ကကျိုင်းတုံမှာရှိတဲ့ဒေသခံတပ်ရင်းတွေကိုတွားရောက်တဲ့အခါမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံအကျိုးအမှန်တကယ်လုပ်တဲ့ကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့သူ့တပ်တွေကိုတိုက်တွန်းခဲ့ပါတယ်။အဲဒီလိုပြောဆိုမှုဟာကောင်းဆောင်ပိုင်းမှာစစ်တပ်အရာရှိဟောင်းတွေလွှမ်းမိုးထားတဲ့ USDB အတွက်မဲဆွဲတယ်လို့မြင်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာလွန်ခဲ့တဲ့၄နှစ်အတွင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကိုမကြာခဏသွားပြီး အဲ့ဒီကဒေသခံတွေစစ်သားတွေနဲ့တွေ့ဆုံပြီးကျိုင်းတုံမျိုးပြင်ကဗုဒ္ဓဥယျာဉ်မှာဖရာတွေကိုနေကစားတင်ပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးအဖွဲ့ဝင်များဟာတမတ်နေရာတည်တည်မှာနေရာယူ၍ရတနာတတ်တဖူတော်ကြီးနဲ့ဌာပနာတော်များကို လက်ဆင့်ကမ်းပင်ဆောင်၍ဇေယျတော်မြတ်ကြီးအားလက်ရာရေးပင်ဆောင်ပူဇော်ပါတယ်အဲ့ဒီဗုဒ္ဓဥယျာဉ်ဟာသူ့ရဲ့အခါတော်ပေးဝစီပိတ်ဆရာတော်ရဲ့ဩဇာကြောင့် 2015ခုနှစ်ကစတင်ကြော်ကြားလာခဲ့တဲ့ဘာသာရေးနေရာဖြစ်ပါတယ်။မေလနောင်ပိုင်းကနောက်ဆုံးခီးစမှာစစ်ကောင်းဆောင်မင်းအောင်နိုင်ကမြန်မာပြည်တွေရဲ့အတုံးဆောင်၅ခုတည်းကတစ်ခုဖြစ်တဲ့ရဲနာတရဖူကိုဗုဒ္ဓဥယျာဉ်ကဖျားတစုမှာထာပနာခဲ့ပါတယ်။မြန်မာကပြည်သူအများအပြားကမြန်မာပြည်တွေနန်းတက်တဲ့တရဖူပုံတူကိုလှူဒန်းတာဟာသူသမရဖြစ်ဖို့ရဲတရာခြေတာပဲလို့မြင်ကြပါတယ်။ 2015ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကလည်း USGB ဟာရှမ်းပြည်နယ်မှာအများစုအနိုင်ရခဲ့ပါတယ်။2020ရွေးကောက်ပွဲတွေမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ရှမ်းမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ဟာရှမ်းပြည်နယ်မှာအနှဲငယ်အနေထားနဲ့နိုင်ရပြီး USGB ကိုဖယ်ရှားခဲ့ပါတယ်။စစ်ကောင်စီက NLD နဲ့ SNLD အပါအဝင်ဒီမိုကရေစီပါတီတွေကိုဖျက်သိမ်းထားလို့ USGB ဟာလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲမှာအင်အားအကြီးဆုံးပါတီဖြစ်ပါတယ်။ USGB ဥက္ကဋ္ဌဥက္ကင်ကြီးက သူ့ပါတီမှာ တနိုင်ငံလုံးအဆင့်မှာရှိတဲ့ကိုယ်စားလှယ်နေရာထက်ပိုတဲ့ကိုယ်စားလှယ်လောင်းတွေရှိတယ်လို့ပြောထားပါဗျ။ရှမ်းပြည်နယ်မှာလူမျိုးစုပါတီငယ်အများအပြားရှိပေမဲ့အရင်ရွေးကောက်ပွဲရလဒ်တွေရ USDB ထပ်နိုင်မဲ့သဘောရှိနေပါဗျ။စစ်တပ်ကရေးဆွဲတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအောက်လွှတ်တော်ဖြစ်တဲ့ပြည်သူ့လွှတ်တော်အထက်လွှတ်တော်ဖြစ်တဲ့အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကခန့်နဲ့လွတ်တော်ကိုယ်စားလှယ်တွေဟာတမရလောင်းတူးစီအမိတင်သွင်းခွင့်ရှိပါတယ်။အဲ့ဒီတမရလောင်းဟာလွတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်ပြင်ပလူပဲဖြစ်ဖြစ်ခွင့်ပြုထားပါတယ်။လွတ်တော်မှာစစ်တပ်ကယူထားတဲ့25ရာဂိုင်းနှုန်းနဲ့ USDB ကိုယ်စားလှယ်တွေဟာအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်တမရဖြစ်လာဖို့လုံလောက်တဲ့အရေးအတွက်ဖြစ်လို့ USDB ဟာမင်းအောင်လှိုင်တမရဖြစ်ဖို့အရေးပါတဲ့အခန်းကဏ္ဍကရှိနေပါတယ်။စစ်ကောင်စီဟာတူထိန်ချုံအောင်မှာရှိနေသေးဖြစ်တဲ့ မကွေးစကိုင်းတွိုင်းကော်နဲ့ဟ ோம் လေးမျိုးတွေမှာလည်းမဲပေးဆက်ကိုတရုတ်ပြခဲ့ပြီးသက်ဆိုင်ရာတင်နန်းတွေပြီးနေတာကိုတွေ့ရပါတယ်။ရွေးကောက်ပွဲအတွက်မဲဆွယ်ပွဲတွေကရွေးကောက်ပွဲမတိုင်မီ၃လမှစတင်ရမှာဖြစ်ပါတယ်။ဒီဇင်ဘာလရွေးကောက်ပွဲမှာရှင်ပြိုင်ဖို့မှတ်ပုံတင်ထားတဲ့ပါတီ89ခုအနက်54ခုကိုလက်ရှိအချိန်ထိအတည်ပြုထားတယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ USDP နဲ့စစ်ကောင်စီလိုလားတဲ့တခြားပါတီတွေဖြစ်တဲ့ဒေါ်သသက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP နဲ့ဆိုင်းရဲပေါင်းဦးဆောင်တဲ့ရှမ်းနှစ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ဟာအထူးလှုပ်ရှားနေကြပါတယ်။အနောက်နိုင်ငံတွေကအရသာအမျိုးသားညီညွတ်ရေးအစိုးရ NUG စစ်ကောင်စီကိုစန့်ကျင်တဲ့တခြားဖွဲ့တွေနဲ့မြန်မာပြည်သူတွေနဲ့အတူစစ်အုပ်ချုပ်ရေးတပ်ဆိုးရှည်စီဖို့စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာအထူးရောင်ပဲလို့ပြောပြီးပယ်ချထားပါတယ်။ ဒါပေမဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုသူ့ရဲ့နိုင်ငံတကာမဟာမိတ်တရုတ်နဲ့ရုရှားကတော့ထောက်ခံနေကြတာကို တွေ့ရပါတယ်။